ကံ၅ပါးမှာအပြစ်အကြီးဆုံးကံလေးရယ်ဘာကြောင့်အဲ့လိုအပြစ်ကြီးရသလဲဆိုတာအလွယ်တကူအခုခေတ်မှာကျူးလွန်နေကြလို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးအကျယ်တဝင့်လူငယ်များလူကြီးတွေရောပေါ့ဗျာအကုန်လုံးအတွက်မိန့်တော်မူပေးပါဗျာအဲ့တော့ကံ၅ပါးထဲမှာတချို့ဒီလောကမှာပြောများတာကတော့သူရမေရိယကံကိုတော့ပြောကြတာပေါ့နော်သူရမေရိယကံဒီ ဒါအပြစ်ကြီးဆုံးပဲပြောတယ်မဖြစ်လို့လဲဆိုတော့အတူရမီရိယကမူးသွားပြီဆိုလို့ချင်းကိုယ်စိတ်ကိုယ်ကို control လုပ်လို့မရတော့မထိနိုင်တော့မထိနိုင်တဲ့အတွက်ကြောင့်ကျန်တဲ့သီလတွေကိုလည်းချူဖောက်နိုင်တယ်ဒီလိုပြောတယ်ဒါကတော့ပုံသေးပြောလို့မရဘူးလေတချို့အရင်မူးလာပေမဲ့ဘုရားကုံတော်တွေဘွားချင်းဘွားနေလူကရှိသေးတာတချို့တွေ့ဘူးလေရှိတချို့ရှိတယ်ဘုရားဆိုင်ဘုရားရှိသွားထိုင်ပြီးတော့လေရသမျှဘုရားစားတွေရုပ်အော်ချင်းအော်နေတာလေအဲ့ကြောင့်အရင်မူးလာတိုင်းမကောင်းမှုတွေကိုလုပ်တယ်လို့ပြောလို့မရဘူးပေါ့နော် ဲ့တော့ဒါကလောကီမှာပြောနေတဲ့ကိစ္စပြောတာပါဘုရားဟောပိတကတည်းကအဲ့ဒါမပါပါဘူးငကန်ကဦးဇလုံးငငယ်တော့ကလည်းဖတ်ဘူးတယ်အဲ့ဒါကံငါးပါးထဲမှာသူရမေရိယကအကြီးဆုံးဆိုတဲ့ပုံစံမျိုးနဲ့ရေးတာတွေဖတ်ဖူးတယ်။ဒါပေမဲ့ပိဋကတ်ထဲမှာအဲ့ဒါလိုက်ချကြည့်တော့မရှိဘူး။ပိဋကတ်ထဲမှာသူရမေရိယတဲ့အပြည့်အစုံဆိုတာမရှိဘူး။အဲ့တော့ဘာပဲရှိလဲဆိုတော့အဲ့ဓမ္မပဒထဲမှာအဲ့တော့ မုဒဝါဒိတဇန္တုနောဝိတိဏပရလောကတနတိပပံအဂရိယဆိုတာဓမ္မပဒထဲမှာဟောထားတာမှန်ပါပါမုဒဝါဒိတဇန္တုနောဆိုတာအလိညာပြောနေတဲ့တတဝါတွေဟာဝိတိဏပရလောကတတမလွန်လောကကိုလည်းအယုံကြည်မရှိဘူးတမလွန်လောကကိုလည်းကြော်လွန်သွားတယ်ဆိုတော့အဲ့ဒီပုံကူမျိုးကနတိပပံအဂရိယဆိုတာမကောင်းမှုမလုံရဲတာဘာမှမရှိဘူးအကုန်လုံရဲတယ်ပေါ့နော်မှန်ပါပါအဲ့လိညာပြောတဲ့ပုံကူကအရက်တော့လားဆိုမတော်ဘူးပြောမတော်ရင်တော့ပြီးတော့မတော်ဘူးလို့လိန်ရင်လိန်ပါလေ ဟုတ်တယ်မလားနောက်သူတစ်ပါးတက်ကိုတတ်ထားပါရဲ့တဲ့မတက်ဘူးလို့သူလိမ့်ပါပဲနိဘာလို့သူကဘူးတလုံးခံပြီးတော့အကုန်မဟုတ်တာတွေကိုလှုပ်ရဲတယ်လှုပ်နိုင်တယ်ပေါ့နော်မှန်ပါပါအဲကြောင့်မြတ်စွာဘုရားကတော့အဲ့ဒီဓမ္မပဒါထဲမှာအဲ့ဒီမကောင်းမှုဒီသီလ၅ပါးထဲမှာမုတာဝါဒကတော့ဒါအခုသူအားလုံးကိုလှုပ်နိုင်တဲ့အတွက်ကြောင့်ဒါအပြစ်ကြီးတယ်ဆိုတဲ့ပုံစံမျိုးဓမ္မပဒါထဲမှာဟောထားတာ ်ပါဗျာတာရကတော့ဘသူကိုထုတ်တယ်လဲဆိုတော့ဇိသမာနကိုတာရကထုတ်ထားတာမှန်ပါပါဗျာအလွန်ကြီးကျယ်မြင့်မြတ်တဲ့အတုမင်းရှင်မြတ်စွာဘုရားကိုဇိသမာနမဟုတ်မဟဲ့ဆွဆွဲပုတ်ခတ်တာလေနော်ဒါမူတဝါဒ လင်ညာပြောဆိုတဲ့ပုဂ္ဂိုလ်မဟုတ်လို့ဒီအကံကိုလွန်ကျူးရတာလေ။လွန်ကျူးရတာမှန်လား။ပါမန်လူတယောက်ကဘုရားရှင်ကိုဆုတဲ့ပုဒ်တော်မဖြစ်နိုင်ဘူး။ဖြစ်နိုင်ပါဘူး။အဲ့လိုမဖြစ်နိုင်အလွန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်လေ။ယနေ့ခေတ်မှာတော့မှဂျန်တမန်လို့ခေါ်တဲ့လူကျူးလူကောင်းတွေကဘာသာတစ်ခုဘာသာတစ်ခုမစောခေါ။မှန်လားပါဘူး။ကိုယ့်ဘာသာကိုယုံကြည်ရကိုကိုယ်ရတယ်ဆိုတဲ့အိမ်နဲ့နေကြတာလေ။အခုကအလွန်ကြီးမြတ်တဲ့သူများကိုယ်ကွယ်နေတဲ့ဘုရားသခင်ကိုနော်မူချိုးမြချိုးနဲ့ဒါမကြောက်မနာတာစကားနဲ့စေစမာနဲ့လာဆွဆွဲရဲတယ်။အဲ့လိုဆိုတော့ရတာဘာကြောင့်လဲဆိုတော့မူတာဝါဒကြောင့်မှန်လားပါအဲ့တော့ဒါကိုထောက်ပြီးတော့မြတ်စွာဘုရားကမလုံရဲတဲ့အကုသို့မရှိဘူး ုသဝါဒကြောင့်အလွန်ကြီးတဲ့ဘုရားရှင်ကိုဆွဆွဲတဲ့အကုသိုလ်ကံတော်လုပ်ရဲတယ်။ဒါကြောင့်ကံ၅ပါးထဲမှာအပြည့်အစုံပြောပါဆိုရင်တော့ဒါဘုရားအလိုဓမ္မပဒမှာဆိုရင်တော့ဘုသဝါဒကံပေါ့နော်။ဘုသဝါဒကံဟုတ်။မှန်လားဗျာ။တချို့ကအော်အယက်သေးစားတော့မတော့ဘူး၊ဘီယာလည်းမတော့ဘူး၊တခြားဆေးကြောက်တွေပါလည်းမတော့ဘူး၊လိန်နာလေးပေါ့နော်။အဲ့လိန်နေဆိုတဲ့နေရာမှာလည်းဟိုခုနကဇိန်သမာနလိုအရင်ကြီးမားတဲ့လိန်နာမျိုးမဟုတ်လဲ။ တချို့ကလေးတွေမှာဘာဖြစ်လဲဆိုတော့တေးသေးသေးသေးလေးတွေမှာလိန်နဲ့အလေးအကျင့်ညာ use ဖြစ်သွားတော့သူ့ရဲ့ second nature ကိုကလိန်နေတာလေးဖြာဆိုတော့အဲ့ဒီလိန်နေရဆိုတဲ့ဟာကိုပားတယ်လို့ကို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 ပားနေပါလားဒီမူတာဝါဒကိုကျူးလွန်နေပါလားလို့ကိုမထင်တော့တဲ့အချိန်အဲ့ဒီလိန်နာကြီးကအာသူ့ရဲ့အဲ့ဒီလို second nature ဖြစ်သွားမယ်ဆိုရင်သူတကယ်သစ္စာသိလွတ်မြောက်ခြင်းတဲ့အချိန်မှာ အိမ်မှုတာဝါရကံကသူ့ရဲ့သစ္စာသိရေးအတွက်လာပြီးတော့မှပိတ်ပင်တားဆီးတဲ့အတားဆီးတစ်ခုဖြစ်သွားနိုင်ပါလားဖေ။သူကအဲ့ဒီမူတဝါဒကနှမျိုးရှိတယ်ပေါ့နော်။မှန်ပါဘူး။ဟိုတမျိုးကသူတစ်ပါးအကျိုးစီးပွားကိုထိခိုက်ပျက်စီးစေတဲ့မူတဝါဒ။ နောက်တစ်မျိုးကြတော့သူကသူတစ်ပါးအကျိုးစီးပွားကိုမထိခိုက်ဘူးသူကရည်စရာမောစရာအနေနဲ့ပြောလိုက်တဲ့ဟာမျိုးလည်းရှိတယ်သူများစိတ်ချမ်းသာအောင်ပြောပြလိုက်တာမျိုးရှိတယ်မှန်ပါပါဗျာအဲ့တော့တီလာနဲ့ပတ်သက်လာရင်တော့ဘာပဲလိန်လိန်သူကတီလာပြတ်တာပဲမှန်ပါပါရည်စရာအနေနဲ့လည်းမပြောရအောင်တီလာပြတ်တယ် ဲ့တော့အကုသိုလ်ကံဖြစ်မဖြစ်ဆိုတာကတော့သူတော်ဘာအကျိုးစီးပွားကိုပျက်စီးစေတယ်ထိခိုက်စေတယ်နော်အဲ့ဒီထိခိုက်စေလို့ရှိရင်တော့အဲ့ဒါမူတဝါဒကံဒုစရိုက်ကံမြောက်သွားတာပေါ့တိလာလည်းပြတ်တယ်တိလာလည်းပြတ်တယ်ကံလည်းမြောက်တာပေါ့နော်အဲ့ဒါမျိုးကြတော့အပေဒုက္ခတိအကျိုးပေးနိုင်တယ်အပေဒုက္ခတချို့ဆရာမနေဆိုရင်လူနာစိတ်ချမ်းသာအောင်လို့ဒီယောဂါဘာမှမဟုတ်ပါဘူးခဏလေးကောင်းသွားမှာပါလူလားစိတ်ချမ်းသာအောင်ပြောပြရတာမျိုးရှိတယ်ဒီလိုပြောလိုက်လို့ကြောင့်လူမမမှာဘာမှထိခိုက်မှုမရှိသွားဘူးလေမှန်ပါပါအဲ့ဒါကြောင့်အဲ့ဒါမျိုးကြတော့တိလာတော့ပြတ်သွားတာအဲ့ဆရာမက မုဒ္ဒဝါဒသီလပြတ်တယ်ဒါပေမဲ့မုဒ္ဒဝါဒဒုစရိုက်မဖြစ်သွားဘူးပေါ့နော်ဒါအဲ့လိုမျိုးခွဲပြောမယ်အဲ့တော့ခုနဆရာလေးမေးတဲ့အထက်မှာဒီမုဒ္ဒဝါဒကြောင့်